သူပြောထောင်ခဲ့တဲ့ပန်လေးနီနီလေးအိမ်ကိုလူယူခံလိုက်ရတာကြောင့်ပောက်ခွဲနေတဲ့ထူအန်လွင်အလမဲလေးတွေရဲ့ဘက်ကရှင်ဆရာထူဟာဆိုရင်တကယ်ကိုမှအရေးချင်းရှိသူဖြစ်ပြီးအလမဲလေးတွေကိုအကောင်းဆုံးတောက်ပပွင့်လန်းစေဖို့အတွက်ပြုစုပြောထောင်ပေးရသူဖြစ်ပါတယ်။သူရဲ့လက်ထက်မှာမြမအလမဲလောကပုံမနာမည်ကြီးလာခဲ့ပြီးတော့အလမဲနီနီလေးအိမ်ဟာဆိုရင်လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကျော်သွားခဲ့ရပါ။ မြန်မာနိုင်ငံမှာဘယ်သူမှမရရှိခဲ့ဘူးတဲ့ first runner up ဆိုတဲ့စုကြီးကိုလည်းဆရာထူးဦးဆောင်ရဲ့ Miss Grand မြန်မာကနေ International ပွဲစဉ်ကြီးမှာရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမျိုးသူ့အနေနဲ့အစွမ်းကုန်စူးစမ်းပြီးတော့အနောက်ကနေထမိန်တုပ်ဆွဲကင်ကပြုစုပြောင်းထောင်ခဲ့ရတဲ့ပန်းလေးကသူများစီမှာလူယူခံထားလိုက်ရတဲ့အတွက်မကြေမနက်ဖြစ်သွားခဲ့ရပါတယ်။ဆရာထူးနဲ့နီနီလေးအိမ်တို့ရဲ့ပြဿနာကိုလည်းအားလုံးသိကြသလိုဆရာထူးက National Director ဖြစ်နေအနောက်ထွက်လာခဲ့တာကိုအားလုံးသိပြီးသားကိစ္စဖြစ်ပါတယ်။ဒီလိုမျိုးနှုတ်ထွက်လာတဲ့ဆရာထူးရဲ့နေ ရာကိုမရဆိုင်တော်ဆိုသူကအစားထိုးလောက်ကင်နေခဲ့ရပါနောက်ပြီးတော့ဆရာတို့ရဲ့မကောင်းကြောင်းတွေကိုလည်းပြောနေပါတယ်သူရဲ့လက်ထဲမှာပုံမတိုးတက်အောင်လုပ်မယ်လို့စကကြီးစကကြယ်တွေပြောနေခဲ့ပေမဲ့တကယ်တမ်းပြန်ပွဲကြီးစတင်ကျင်းပတဲ့ချိန်မှာနေနေလေးရင်ကိုခေါ်ယူပြီးတော့ကြောညာခဲ့ရပဲဖြစ်ပါတယ်နေနေလေးရင်ဆိုတာကဆရာတို့ပြုစုပြောထောက်မှုကြောင့်တောက်ပလာတဲ့ပန်းလေးတပွင့်ဖြစ်ပြီးတော့ဆရာတို့သာမရှိရင်ဒီလောက်ထိအောင်မြင်မှာလည်းမဟုတ်ပါဘူးဒါကိုမရဆိုင်တော်ကမသိရင်သူကပဲပြုစုပြောထောက်ပေးထားတယ်လို့လို့နဲ့နာမည်ကောင်းဝင်ယူပြီးတော့နေ နေလင်းအိမ်ကိုအသုံးချနေရဖြစ်ပါတယ်။ဒါကြောင့်ဆရာတို့လည်းနေနေလင်းအိမ်ဆိုတာမင်းတို့မွေးထုတ်ပြီးရွေးချယ်ထားခဲ့တဲ့လူလားအရှက်မရှိတဲ့လောရက်တွေလုံနေကြတယ်ဆိုပြီးဒေါသထွက်စွာနဲ့ပေါ်တင်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ပြည်သက်ကြီးတို့ကရောဒီကိစ္စပေါ်မှာဘယ်လိုမျိုးထင်ကြပါသလဲရှင်။